မင်္ဂလာပါလို့နှုတ်ခွန်းဆက်သလိုပါတယ်။ရောက်စီတိုင်းဖြန့်ရှင်ကောင်းကြီးပေးပါစေ။ဒီနေ့ရာအီရူရဲ့တတအားဖြင့်ခွန်ယူဖို့ဖြစ်ပါတယ်။ရှင်လုကာခရစ်ဝကန်ကြီးရှင်ခန်းငယ်၄၁ကနေ၄၂နှစ်ထိုအခါရာအီရူအမိရှိသောတရားစီရင်မှုသည်လာ၍ယေရှု၏ခြေတော်ရင်၌ပြေဝေါ်လျက် တဆက်နဲ့နဲ့အွေရှိသောမိမိ၌တယောက်ဒီသောသမီးသည်တေဆေးရှိသောကြောင့်မိမိအိမ်သို့ကြွတော်မူမည်အကြောင်းကိုရောကိုတောင်းပန်၍ကြွတော်မူစဉ်တွင်လူအစုအဝေးတို့သည်ကိုရောကိုထိခိုက်တိုင်မိကြ၏နောက်ဘတော်အဖြစ်ရောက်ချင်းစေတဲ့ဖျားရှင်ကောင်းကြီးပြပါစေဒီနေ့ဖခင်တယောက်ဖြစ်တဲ့ယာအီရုရဲ့ သူ့ရဲ့သမီးပြန်လဲအသက်ရှင်ဖို့ရန်အတွက်အသက်ထွက်ခါနည်းဖြစ်တဲ့သူ့ရဲ့သမီးအတွက်သခင်ယေရှုစင်မှာပြင်ပြတဲ့ဆန္ဒပြင်ပြတဲ့စိတ်တကူတွေ့ရမှာပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့ဖခင်တယောက်အနေနဲ့ကိုယ့်ရဲ့သားသမီးအတွက်ကိုယ့်ရဲ့အိမ်ထောင်မိသားစုအတွက်ဘလောက်အထိပူပန်နေ လောက်အထိသူတို့ရဲ့ပြင်ပြတဲ့စန္ဒပြင်ပြတဲ့စိတ်ဓာတ်တွေရှိလဲဆိုတော့ကျွန်တော်တို့မြင်တွေ့ရမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီနေ့ဒီယာဤရုကသူ့ရဲ့သမီးပြန်လဲပြီးတော့မှအသက်ရှင်သန်လာဖို့သူ့ရဲ့သမီးအတွက်စိုးရင်ဒါပဲဖြစ်ပါတယ် အားနဲ့တခင်ရှုစင်မှာပြေဝါပြီးတော့မှခြေတော်ရင်းမှာဆူတောင်းနေဆိုတော့တွေ့ရပါတယ်အဲ့တော့ကျွန်တော်ဒီနေ့ဖခင်မြန်နေမှာအပိချင်းရဲ့ရာကဖခင်မြန်တင်းတော့ဟာယာအီရုကေတို့ကိုယ့်ရဲ့တာသမီများအတွက်ကိုယ့်ရဲ့မိသားစုအတွက်မိသားစုကိုစားတာသမီကိုစား သူတို့ဘက်မှာယက်တီပေးတော့ဖခင်များဖြစ်ဖို့ပြာရင်ကောင်းကြီးပေးပါစေအဲ့ဒီယာအီရုကယေရှုကိုခေါ်ပြီးတော့မှသူ့အင်ကိုတွားတဲ့လမ်းမှာအနောက်ရှက်တစ်ခုကိုတွေ့ရပါတယ်သူခေါ်တဲ့အသွားလမ်းမှာသခင်ယေရှုနဲ့တူလာပြီးတော့မှသူ့အင်မတ်သမီးတေးစေဖြစ်နေတဲ့အသက်ထွက်ခါနေဖြစ်တဲ့သမီးကိုကြားမှာဖို့ရန်အတွက် ခေါ်တဲ့အချိန်မှာလမ်းမှာတွေးတနာဆွေအမျိုးသမီးကလာနောက်ဆက်ပါတယ်စီတာပြီးတော့မှတွေးတနာဆွေအမှန်ဆိုရင်ဒီတွေးတနာဆွေနဲ့မစင်မဆိုင်ဖြစ်နေတဲ့အချင်းအခိုက်တန့်လေးပဲဖြစ်ပါတယ်။မအောင်လဲဆိုရင်ဒီယာယီရုကသူ့ရဲ့သမီးအတွက်ကိုထားတဲ့အတွက်ကြောင့်မဟုတ်ဖြစ်တယ်။တိုင်မဲ့ဒီ ယာအီရုရဲ့စိတ်ဓာတ်ကတကယ်ကိုပဲချီးကျူးစရာကောင်းပါတယ်ကို့အတွက်ကြီးကိုပဲစဉ်းစားတဲ့ဖခင်မဟုတ်ပါဘူးသူများအတွက်ကိုပါစဉ်းစားပေးတတ်တဲ့ဖခင်ကောင်းတယောက်ဖြစ်တယ်ဆိုရင်မမှားပါဘူးအမှန်ဆိုရင်သူခေါ်ထားတဲ့သခင်ယေရှုကဒီလိုမျိုးအသေးအံဖြစ်နေတဲ့သမီး တက်ထွက်ခါနီးဖြစ်တဲ့သမီးအတွက်ခေါ်နေတဲ့အချိန်မှာသူ့အနေနဲ့စိတ်တို့မှာပါစိတ်ဆိုးမှာပါတို့တော့ဒီနေရာမှာယာအီရုကဘာမှတုံ့ပြန်ခြင်းမရှိဘဲနဲ့နှုတ်ဆက်တယ်ဆိုတော့တွေ့ရပါတယ်ဒီယာကဘာကိုတွေ့မြင်ရလဲဆိုရင်ကိုယ့်အတွက်ကိုပဲမစင်စားဘဲနဲ့သူတစ်ပါးအတွက်ကိုပါချစ်အတွက်စင်စားပေးတဲ့စိတ်ဓာတ်မျိုးမြင်တွေ့ရမှာပဲဖြစ်ပါတယ် အဲ့တော့ဒီလိုမျိုးဖြစ်နေတဲ့အခိုက်အတန့်မှာယာယီရုအင်ကလာတဲ့လူတွေကယာယီရုရဲ့နေရသမီးတွေပါပဲဆရာကိုတွားပြီးတော့မှမနှုတ်ရပါနဲ့လို့အငယ်၄၉မှာဒီလိုပဲပြောပါတယ်အဲ့ဒါဒီစကားကိုကြားတဲ့အခါမှာတဲ့သခင်ရှုကယေရှုတည်ကြားလျင်မကြောက်နဲ့တဲ့ ယုံကြည်ခြင်းတကူသာရှိစေလောက်ထိုတို့ရှိလင်သူဒီဘေးနဲ့လွတ်လည်မည်ဟုတရားစေမူအားမိတ်တော်မူ၏သခင်ရှုကယာဣရုရဲ့စိုးရင်ချင်းယာဣရုရဲ့သူ့ရဲ့သမီးအတွက်အယံကိုပြင်ပြတဲ့ဆန္ဒအယံကိုပြင်ပြတဲ့စိတ်ဓာတ်ကိုမြင်တွေ့ပါတယ်သခင်ရှုတတ်နိုင်တဲ့အကြောင်းယုံကြည်ကြောင်းကိုလည်း ယေရှုအသိပါတယ်မိတ်ဆွေသင်ဟာဖခင်ကိုဖခင်ပေါ်မှာဘလို့စိတ်ချတယ်လဲဆိုတာဖခင်ကသိပါတယ်သင်ရဲ့ယုံကြည်ခြင်းကိုဖခင်ကမြင်နေတာဖြစ်တယ်ဒါကြောင့်မို့ဘလို့အချင်းဒီပြစ်တနာပဲကြုံစေကောင်းဘုရားပေါ်မှာစိတ်ချလိုက်ပါအပြည့်လိုပါတယ် မိတ်ဆွေတည့်ရဲ့မိသားစုအနာကတည့်ရဲ့သားသမီးအတွက်အနာကစိုးရိမ်နေလားယခုလက်ရှိအချိန်ကြီးကြီးတဲ့အခါမတတ်နိုင်တော့ဘူးလို့အချိန်ကြီးရှိနေလားမဖြစ်နိုင်တော့ဘူးလို့အရာတွေရှိနေလားယေရှုစီပြန်လာပါယေရှုကပြောပါတယ်မဒေ7 28 29ရဲ့မှာဝန်လေးပြန်ပန်းတော့သူပေါင်းတော့ငါထန်တော့ လာကြလောငါဒီချမ်းသာပေးမည်ငါတပိုးဒီတင်၍ထမ်းကြလောငါထ၌နိခံကြလောငါဒီနူးညံ့သိမ်မွေ့နှိမ်ချသောစိတ်တော်ရှိတင်းတို့စိတ်နှလုံးသည်တက်တာချင်းကိုရလိမ့်မည်လို့ယေရှုကပြောပါတယ်မိတ်ဆွေဒီနေ့အသက်တာထဲမှာရင်ဆိုင်နေရတဲ့ဖခင်များအမိသားစုပြဿနာတွေနဲ့သားသမီးပြဿနာတွေနဲ့ ြင်ဆင်ရမှာပါအားပေးလိုပါတယ်ဖះပေါ်မှာပဲစိတ်ချလိုက်ပါဒီယာဤရူကယုံကြည်ခြင်းတစ်ခုသာရှိစေတော်ဆိုတဲ့ယုံကြည်ခြင်းတစ်ခုသာရှိစေပါလို့ယေရှုပြောတဲ့စကားပေါ်မှာသူစိတ်ချတာဖြစ်တယ်ယေရှုလာရင်တေပိဒါဖြစ်တဲ့ သမီးကိုပြန်ရှင်စေနိုင်တယ်ဆိုတော့ယာယီတို့ကစိတ်ချတာဖြစ်တယ်မိတ်ဆွေဘုရားပေါ်မှာပဲစိတ်ချလိုက်ပါတင့်ရဲ့ပြတနာချက်ဘုရားကပူကြီးတာဖြစ်တယ်ဒါကြောင့်ဖခင်များဒီနေ့မိသားစုအတွက်ဆူတောင်းတော်သူမိသားစုအတွက်ဘုရားဖက်မှာယုံကြည်အားကြီးတော် ခင်များဖြစ်ဖို့အပ်လိုပါတယ်။ယာဣရုကသူ့ရဲ့တမီးပြန်ပြန်လဲအသက်ရှင်ဖို့တောင်းခံနေပေမဲ့အချင်းတွေကစိုးတဲ့စိုးနေပါတယ်။ဒါပေမဲ့အချင်းတွေကဘလို့ပဲစိုးပါစေအချင်းနဲ့အထက်မှာရှိနေတဲ့ယေရှုအပေါ်မှာပဲစိတ်ချယုံကြည်တဲ့ခါမှာကျွန်တော်ဒီနေ့ သူ့ရဲ့သမီးပြန်လဲတည်ပြီးသားဖြစ်တဲ့သမီးကိုပြန်လဲအသက်ရှင်စေတာယေရှုပဲဖြစ်ပါတယ်မိတ်ဆွေလောကကလေတင့်ရဲ့ပြဿနာတင့်ရဲ့အခက်ခဲရင်ဆိုင်ကြုံတွေ့နေတဲ့အရာအလုံးဟာလူတွေကနားလည်မှာမဟုတ်ပါလူတွေက သိရင်လူတွေကမြင်နေရင်သိရကြုံတွေ့နေတဲ့ပြဿနာအခက်အခဲများဟာလူတွေအတွက်ကတော့ကိရဲ့ပြစ်တင်စရာဖြစ်ပါလိမ့်မယ်။သို့သောယေရှုကသိရပြဿနာသိရငိုကြွေးနေတဲ့မျက်ရည်နဲ့ဆူတောင်းတာသင်ဖျားစီမှာသွားနေတဲ့အရာတွေကဖျားကတည်တယ်။မိတ်ဆွေအားပေးလိုပါတယ်။ဖျားပေါ်မှာပဲစိတ်ချလိုက်ပါ။ တင့်ရဲ့ပြတနာတင့်ရဲ့ယုံကြည်ခြင်းဘုရားကသိပါတယ်ဘုရားကမြင်ပါတယ်ဒါကြောင့်တရားမှတရားဘုရားပေါ်မှာစေချပြီးတော့မှယာဤရုကေတုမိသားစုကိုစာဆုတောင်းတော်သူဖြစ်ပါယာဤရုကေတုမိသားစုအတွက်ဆုတောင်းတော်သူသားသမီးအတွက်ဆုတောင်းတော်သူအသင်းတော်အတွက်ဆုတောင်းတော်သူဖြစ်ဖို့ဒီနေ့ပါခင်များနေမှာ ဒီနေ့နှုတ်ပတ်တော်အားဖြင့်အနေငယ်တိုက်တွန်းနှုတ်ဆက်အားပေးလိုပါတယ်။ရောက်ချင်းစေတိုင်းဖြာရှင်ကောင်းကြီးပေးပါစေ။